အိုးညာဆိုရင်ပအိုးသမိုင်းမသိနားမလည်လို့အများကြီးရှိရဲ့လို့ကျမထင်ပါတယ်။ပအိုးလူငယ်မောင်မေများလေးသမိုင်းစာကိုအစနဲ့ဆုံးပြီးအောင်နားထောင်ပေးပါ။ပအိုးတိုင်းရင်သာပောက်ခွားလာပေါ့။ဒန်နာရီပအိုးတိုင်းရင်သားတို့ဟာမိမိကိုယ်ကိုငကားမျိုးနွယ်မှ ပောက်ခွားလာတယ်လို့ယူဆကြပါတယ်။ မိခင်မှာ၎င်းမှာဖြစ်ပြီးဖခင်မှာဇော်ကြီးဝိစာလို့ယူဆကြပါတယ်။တက်ကြီးရွယ်မှုများကလည်းမိမိတို့မှာ၎င်းမျိုးနွယ်ဖြစ်ကြောင်းနဲ့၎င်းမှာပောက်ခွားဆင်းသက်လာပုံကိုလူငယ်များအားယနေ့တိုင်ပြောဆိုနေကြသေးပါတယ်။အိုးပောက်ခွားလာပုံဒဏ္ဍာရီလေးပါ။တက္ကရီ400ခန်းလောက်တွင်သူပိန်းသားမျိုး၌ခွန်တိတ်သားမြည်သောမင်းဟာမင်းပြူပါ၏။ထို့မင်းရဲ့မိဖုရားမှာ တိဝီကပ္ပလို့တွင်ပါ၏။မင်းရဲ့မိဖုရားမှာတိတ်သားဓမ္မနှင့် ထထထရာစာလို့ခေါ်တဲ့တားတော်နှစ်ပါးထုံကားရီတားတော်နှစ်ပါးစလုံးမှာသူတော်ကောင်းစိတ်ဓာတ်များရှိကြပါရဲ့ထို့ကြောင့်အရွယ်ရောက်လာတဲ့အခါခမည်းတော်မေတော်ထံခွဲတောင်းပြီးရသေးဝိလေကတောထွက်သွားကြပါရဲ့တနေ့တော့ကနဂါမဟာလူပြည်သူရောက်ရှိခဲ့ရာလူရောက်ဖန်ဆင်းပြီးတောရဲမှာလှည့်လည်နေထိုင်ပါရဲ့ထို့သို့တောရဲမှာလှည့်လည်နေထိုင်ရင်တောဟေမုံရဲ့စိမ့်စုံတာယာမှုကြောင့် ထိုတောထဲမှာနေထိုင်လို့တဲ့ဆန္ဒပေါ်လာပါတယ်။မိမဖန်ဆင်းပြီးတောမှာလှည့်လေကြရ။နေရီတော်ဖူးစာကြောင့်လည်းလာမသိ။ဝိဇာဇော်ကြီးနဲ့ဖူးစာဆုံးလေတော်တယ်။ဇော်ကြီးဟာထိုမျိုးသမီးကိုနှကားမှမမ်းမသိချီ။ထို့ကြောင့်နှစ်နှစ်ကာကာပေါင်းသိနေထိုင်ကြရ။နှကားမှမှပြိတ္တိဆွေးလာခဲ့ပါတယ်။ကိုလာလွေ၍ဆယ်နှသို့ရောက်တဲ့အခါနှကားမှဟာဦးနှလုံးကိုဖွာတန်းစင်ခဲ့တယ်။ ်ထို့ဦးနှလုံးဟာအရွယ်အစားညီမျှစွာရှိပြီးအလွန်လှပါလေတယ်။ထို့သောမိမိမိမကဦးနှလုံးဖွားမြင်လာကိုဝိဇာဆောင်ကြီးကသိရခါအလိုငါအိမ်သူမဟာလူသားစစ်စစ်မဟုတ်၊မွေမျိုးငကားမျိုးပါလားဆိုပြီးညင်းညူနေတော့တယ်။ထို့နောက်စိတ်ပြတ်အားငယ်ပြီးထွက်ပြေးရန်ကြံစီလေတော့တယ်။ထိုသောငကားမကိုချိုးသားသောစကားပြည့်ရဖြင့်ခလေးများအတွက်ဆေးရှာထွက်ခွင့်ပေးရန်ခွင့်တောင်းလေတဲ့ မိမိရဲ့မိမနှကားမှမျက်ခွေသို့ရောက်တဲ့အခါကောင်းခင်ဆန်လျက်ပြန်တက်သွားလိမ့်တယ်။သုံးလေးရခန့်ကြတဲ့အခါနဂါမဟာမိမိရဲ့လင်းတော်မှာဝိဇာစောကြီးပြန်လာလင်းတို့နဲ့လဲတဆန်းဆန်းနဲ့ညှော်ကူနေခဲ့ပါတယ်။သို့တော့လင်းတော်မှာဝိဇာစောကြီးပြန်မလာတာကြောင့်နဂါမဟာဤသို့ညင်းညူပြန်လေ။ငါဤလင်းတော်မှာခလေးများအတွက်ဆေးရှာထွက်ရမှာဤမြကြာမြင့်ရခြင်းမှာ ငါသည်၎င်းမှတရိတ်ဆန်ဖြစ်ကြောင်းကိုငါဤလင်တော်မောင်ဝိဇာစောကြီးတည်တော်သောကြောင့်ဖြစ်လိမ့်မယ်လို့ပြင်းစွာစိုးရင်ပူပန်လေတယ်။ထို့ကြောင့်မိမိလင်ကိုတွေးလိမ့်လင်တို့တွေးလိမ့်တို့နဲ့တောနှံတောင်းနှံလှည့်လည်ရှောက်ပေးခဲ့ပါရဲ့။သို့တော့မိမိလင်တော်ကိုအရေးကောင်ညပင်မတွေ့လိတာကြောင့်လူမတန်ကန်ချကပြင်းစွာအော်ဟစ်ငိုကြွေးလေရှာတယ်။မိမိရဲ့အရင်နှစ်အသေးချာဖြစ်တဲ့ လှပသောဦးနှလုံးကိုဦးမေနိုင်ကောင်းထဲမှလုံခြုံစွာသိမ်းဆီးထားခဲ့ပြီးမိမိရဲ့ဌာန၎င်းပြည်သို့ပြန်သွားလေတယ်။ထို့နောက်ရသေးတစ်ပါးဟာတောသို့ခရီးဆက်ကြဖြန့်တော်မူရမှာဦးမေနိုင်ကောင်းထဲမှဦးနှလုံးကိုတွေ့ရှိရင်ထို့ဦးနှလုံးဟာအလွန်လှပပြီးထူးဆန်းအံ့ဩဖွယ်ကောင်းလွန်လာကြောင်းမိမိရဲ့အကြောင်းကိုယူဆောင်ခဲ့လေတယ်။ရသေးညီကိုနှစ်ပါးလေးတိုင်ပင်ညှိနှိုင်းပြီးထုတ်ဦးနှလုံးကိုတပားကုန်တစ်လုံးစီခွဲဝေယူကြပါရဲ့ မကြာမြင့်မီပဲချုပ်ဦးနှလုံးမှလူသားနှုတ်ပေါက်ဖွားလာခဲ့တယ်။တဦးဟာယောက်ျားလေးဖြစ်ပြီးတဦးဟာမိန်းကလေးဖြစ်ပါတယ်။အချို့ရာဇဝင်များကနှစ်ဦးစလုံးပင်ယောက်ျားလေးဖြစ်ပြီးတဦးမှာကြောက်ကတ်ယောဂါဖြစ်၍တေချောင်းဖြင့်ဆိုကြတယ်လို့ဆိုပါတယ်။ဦးမမိန်းကလေးရသောယတိဟာမိမိနဲ့မအပ်မရာဖြစ်၍ကရင်တို့အားပေးလိုက်ပါတယ်။ယောက်ျားလေးရသောယတိဟာအရွယ်ရောက်တဲ့အချိန်ကျွေးမွေးပြူးစုရင်ဆောင်ရှောက်တယ်ပညာလေးသင်ပေးတယ်။ ်ဖခင်ဖြစ်သူဝိဇာဇောတိကလည်းမိမိရဲ့ရင်သွေးသားလေးအားပညာများကူညီတင်ပြပေးလေတယ်။ထိုကလေးငယ်ကိုရသေးကတိတ်တာတီဟာလို့အမည်ပေးလေရဲ့။ကာလာတန်ကြားတဲ့အခါခွန်တိတ်တာမင်းလေးလက်ရွာဆန်တော်မူပါရဲ့။သားတော်နှစ်ပါးမှလည်းရသေးဖြစ်နေကြသဖြင့်ဌိနန်းကိုဆက်လက်စိုးစံနေသူ တစုံတယောက်မျှမရှိသေး။ထို့ကြောင့်မူမတ်တို့လည်းစီဝေးတိုင်းနေကြပြီးထိုရသေးနှစ်ပါးကို တိုင်းပြည်သူပြန်ခေါ်ရန်ဆုံးဖြတ်ကြလေတယ်။ ။မူမတ်တို့လည်းတိုင်းသူပြည်သားချုံနဲ့ရတိနှစ်ပါးကို တောမှန်ရှာဖွေကြရာတခုသောအကြောင်းမှာတွေ့သဖြင့်ထိုရတိနှစ်ပါးအားတိုင်းပြည်သူပြန်ကြောတော်မူပြီးမင်းပြူပါမည်အကြောင်းရှောက်ထားတောင်းပန်ကြလေတယ်။မူမတ်တို့ရဲ့စကားကိုကြားတဲ့ရတိညီနောင်ကဤသို့ဆိုပါရယ်။ငါတို့သည်တိုင်းပြည်အုပ်ချုပ်မင်းလုပ်စီသောစိတ်ဆန္ဒအစိုးစီးညာမရှိပါ။ကမ္မထံဘဝ၌သာဝိညာဉ်လိုပါသည်။အကယ်၍တကားတို့သဘောကျနှစ်သက်မည်ဆိုပါက ်ငါတို့တွင်တိတ်တာသီဟာလို့ခေါ်သောသားတော်ရှိရေထို့သားတော်ကို တကားတို့ခေါ်ဆောင်၍မင်းဖြစ်ဗိတ်သိက်သုံးကြကုန်လောက်လို့မူမတ်တူအားမိန့်ကြလေတယ်ရှုသိရဲ့စကားကိုကြားရတဲ့အခါတိုင်းသူပြည်သားမူမတ်များလေအထုံးနှစ်ချိုက်သဘောကြပြီးမင်းဖြစ်ဗိတ်သိက်ပေးမှဖြစ်ကြောင်းနဲ့ဝန်ခံကြကုန်တယ်ထို့နောက်မူမတ်တို့လည်းဒီဒီနေ့ရက်တွင်ဗိသိက်သောမင်းမြောက်သောကောင်းကြီးကိုလေကောင်းရက်မြတ်ရွေးချယ်ပြီးလျက်တိတ်တာတီဟာမင်းသားကို ရထားပေါ်မှာတင်၍သူ့ဘိန်နာပြည်သို့ ပြန်ကြလေကုန်နေရသည်လေတိုင်းသူပြည်သားမူမတ်တို့ကမိမိသားတော်ကိုခေါ်ပြန်သောအခါငါဤသားတော်သည်ဉာဏ်ပညာနေသည်ဤမင်းမဖြစ်တော့သည်ဆိုပြီးစိုးရင်ပူပန်လေလူမင်းဖုန်ကြီးကနတ်မင်းမနေတာဆိုသလိုပဲရသည်ပူဆေးသောကရောက်နေရကိုတရားမင်းကသိတဲ့အခါလူပြည်သူစဉ်သက်ပြီးရှင်ရသည်အာအဘဲကြောင့်ကျင်းဆက်ခြင်းမရှိပဲဤသို့စိုးရင်ပူပန်နေအပ်နေလို့မေးလိုက်တယ် ။သူအခါရှင်ရသည်ကမှန်လာပါ။ဖျားတပီးတော်သည်တားတော်ပညာမစုံသေးပါပဲလျက်နင်းပြူစေသည်ဖြင့်တားတော်အတွက်စိုးရင်ပူပန်ခြင်းဖြစ်ရပါသည်ဖျား။အဲ့ဒီလိုရှောက်ထားလေတဲ့။တကြမင်းကလည်းစိုးရင်ပူပန်ခြင်းမဖြစ်နဲ့ငါတကြမင်းကုညီဆောက်ရှောက်ပေးပါမယ်လို့အာမခံမိန်ကြားလေတဲ့။ကြာမင်းရဲ့စကားကိုကြားရတဲ့အခါရသည်လေးပျော်ရွှင်ခြင်းဖြစ်လေတယ်။မင်းပြူရမယ်နေကောင်းရမြတ်တို့ရောက်တဲ့အခါမိုးမတ်တို့ကတိုင်းသူပြည်သားများအား ခရီးလမ်းပန်းပြုပြင်စီလမ်းဘေးပတ်ဝန်းကျင်မှာလေငှက်ပြောပင်များရွာသမက်များစိုက်ထူစီပြီးတစောင်းပြတ်တက်များကိုလည်းပြုလုပ်စီတိတ်တာတီဟာမင်းသားကိုလည်းမင်းဟုတ်တန်းစာများဆက်တာပြီးဗိတ်တိတ်တော်မင်းမြောက်ကြလေတယ်တိတ်တာတီဟာမင်းသားလေအတီတကြမင်းပြူပြီးရဲ့ခါအရှိတောင်ရဲ့မှရှိတဲ့ရွှေချောင်းနားမှာနန်းတော်ကိုတီတော်မူတယ်ထို့ရဟာတက်ရှိသောမင်းပြူရာဒေသဖြစ်ပြီး တိုင်းပြည်လေအေးချမ်းငိမ့်သက်သောဒေသဖြစ်နေတယ်လို့ယူဆလေတယ် ၎င်းမှဦးမှာပောက်ခွာလာတော့တိတ်တသည်ဟာမင်းသားဟာထိုရက်မှာမင်းလောင်တစ်ပါးအဖြစ်အတိမတ်ပြူစိုးဆံပြီးထိုရက်ကိုလည်းသူဝနာဘူမိရွှေထုံပြီလို့ခေါ်တွင်စီတယ်။တိုင်းသူပြည်သားများကလည်းတိတ်တသည်ဟာမင်းသားဆိုပြီးအတိမတ်ပြူကြလေတယ်။ရသည်ကကရင်လူမျိုးတို့အားပေးထားသောမိမိရဲ့နှမတော်ကိုလည်းနာကောင်းဝတီလို့အမိတွင်စီပြီးမိဖုရားမြောက်ခါဆက်လက်တိမ်ညာစိုးဆံလေးလို့ဆိုတယ်။ တိတ်တာတီဟာမင်းမအစာပြေ၍အစင်ဆက်အုံချုံမင်းလုံလာကြရာမနူဟာမင်းလက်ထက်တိုင်အောင်ပင်ဖြစ်ပါတယ်မနူဟာမင်းကအရောပညာမင်းရဲ့သားတော်ဖြစ်တယ်အရောမညာမင်းရဲ့ခမည်းတော်မှာမွန်လူမျိုးဖြစ်ပြီးမဲတော်မှာပအိုးလူမျိုးဖြစ်တယ်လို့ဆိုတယ်အရောမညာမင်းဟာတတ်တော်82နှစ်တူရောက်တဲ့အခါငဲရွာဆန်တော်မူတယ်ကောရမမျက်စာပြရလက်ထက်မှာပအိုးမင်းဆက်158ဆက်ရှိရာဓမ္မမာနာမင်းမှာနောက်ဆုံးမင်းဖြစ်တယ်လို့ဆိုလေ မနူဟာမင်းမတိုင်မီပအိုမုံကားပြားမြင့်ဆက်၁၉ဆန်းမြအုတ်ထုတ်ခဲ့ကြောင်းဆိုရယ်၎င်းတို့မှာ၁မောင်လာ၂အတန်တူလာ၃အတ္တရာဇ၄တတ္တိရာဇ၅ကုသနော၆ရာဇသောကံ၇ရာဇသောဝေ၈ရာဇမစာတ၉ရာဇပမော၁၀ရာဇခုပါ၁၁တုဒ္ဒဥပါ၁၂ ဇေယျရာဇ73တုတ်တိရာဇ74ဥပလရာဇ75မိမလရာဇ76ဒရဒရာဇ79အရမညရာဇတို့ဖြစ်ကြပါတယ်။ရှေးဘဝနေတိကပဲပအိုတိုင်းသားတို့ဟာကိုမင်းစန်းနဲ့ကိုအတီးတီးအုပ်ချုပ်ခဲ့ကြတယ်လို့ဆိုရယ်။ကကုတန်ဖျားလက်ထံမှာ384ဇန်ကောရာကုံဖျားလက်ထံမှာ390ကတပမျက်စောဖျားလက်ထံမှာ189ဇန်နဲ့ ကိုရောမဖယားလက်ထက်မှာ158ဆက်အတီးတီးအုပ်ချုပ်ခဲ့ကြတယ်လို့သိရပါတယ်။ပိုးဘာသာဖြင့်ရေးသားထားသောသွေနာပကာတနီကျမ်းမှာကောက်နှုတ်ပြန်ဆိုပါတယ်။အငိမ့်စားကြောင်းဆရာကြီးဦးအောင်သိန်းရဲ့သာသနာအစတထုံကတမိုင်းမှတ်တမ်းစာအုပ်စာမျက်နှာ53မှာမြတ်စွာဘုရားသည်လေချက်သားအန္တနာရကုဗဒကဘာ၌ကကုတန်ဖရာလက်ထက်တော်ကစာ၍သူရိနာကမင်းကြီးရဲ့အဖကနေမင်းသာအမိကနှကမှာ အဖကဝိစာတို့ပို့တောင်သူလူမျိုးဖြစ်တယ်လို့ရေးသားဖော်ပြထားပါတယ်။ဘုသောစင်ရဲ့မြမပြည်ရောက်ဗုဒ္ဓဘာသာစာအုပ်စာမျက်နှာ439မှာကဝံပတိယဟန္တာအကြောင်းပါပါတယ်။ကဝံပတိယဟန္တာအကြောင်းမှာလည်းပို့တိုင်းရင်သာပေါ်ပေါက်လာပုံဒန်သာရင်နဲ့ဆင်တဲ့အကြောင်းအရာကိုတွေ့ရပါတယ်။အလားတူပဲ မုံညာဇဝင်နဲ့ဇီရီတော်များတမိုင်းပေါင်းချုပ်စာအုပ်မှာလည်းပိုးတိုင်းကပေါ်ပေါက်လာပုံတန်းတိုင်းနဲ့ဆင်တော့အကြောင်းအရာကိုတွေ့ရပါတယ်မြန်မာဆိုရှယ်လေးလမ်းစဉ်ပါတီပါတီစီယုံရေးဗဟုကော်မတီဌာနချုပ်မှထုတ်ဝေတဲ့ပြည်တော်စစ်မြန်မာနိုင်ငံတိုင်းရင်းသားယဉ်ကျေးမှုဒလိထုံးစံရှမ်းစာအုပ်မှာပအိုးတိုင်းရင်းသားစင်းသက်လာပုံဒဏ္ဍာရီကိုဤသို့ဖော်ပြထားပါတယ်။ပအိုးတောင်သူတို့ရဲ့မူလဇာတိဟာမြန်မာနိုင်ငံတောင်ပိုင်းတထုံခရိုင်ဖြစ်တဲ့ ပအိုးတို့ရဲ့ဒန္နာယီပုံမြင်ရဆိုတော့ပအိုးလူမျိုးများဟာနဂါးနှင့်ဝိဆာမျိုးမှဆင်းသက်ခဲ့တယ်လို့ဆိုရယ်မြတ်စွာဘုရားမပွင့်မီကယခုတထုံများသပိတ်တောင်ကြီးမှာရဟန္တာတို့တရင်သုံးရရှိကြတယ်။ထိုဒေသအနီးမှာရှိအိုင်ရှိရာနဂါးတို့ဆံပြောကြတယ်။ဒီနေ့မှာနဂါးမင်းရဲ့သမီးတော်ကတောင်ကြီးရှိရဟန္တာတို့ကိုဖူးမြော်လိုပါတယ်။လူပြည်တို့သွားခွင့်ပြုပါရန်ခမည်းတော်နဂါးမင်းကြီးထံပန်ကြားလိုက်ရယ်။အစာမှာခွင့်မပြုတော့လေ အတန်တန်ပူဇော်သဖြင့်ခွင့်ပြုလိုက်လေ၎င်းမင်းသမီးဟာလူရောင်ဆောင်၏ရဟန်းနာတို့အားပူးမြော်ပြီး၎င်းပြည်ကိုပြန်မဲ့ဆဲဆဲဝိဇာပြိုတို့နှင့်တွေ့မိပြီးဝိဇာပြိုနှင့်ချစ်ချိုးတွေကဥကြီးနှလုံးကိုရာခဲ့တယ်။ထို့ဥကြီးနှလုံးကိုရသေတပါးထံအနံပြီး၎င်းမင်းသမီးဟာ၎င်းပြည်သို့ပြန်လေ။ရသေကြီးကြီးစုဆောင်းလျှောက်ထားသောဥကြီးနှလုံးကလူသားယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ဖွားမြင်လာကြတယ်။ ရသေကြီးကကျွေးမွေးပြုစုခဲ့ရာကြီးပြင်းလာတဲ့အခါသူဝနာဘူမီမှာအုပ်ဆိုးသောမင်းဆက်ဖြစ်လာလေတယ်။၎င်းမင်းဆက်တို့ကပအိုးလူမျိုးဖြစ်ပေါ်လာခဲ့တယ်။ထို့မှတပံအထက်ပေါ်ပြပါရောက်စဉ်ကြောင့်ပအိုးတို့ရှမ်းပြည်ရောက်သွားကြတယ်လို့ဆိုတယ်။ပအိုးတို့ဟာတထုံခရိုင်ကိုတထုံကြီးလို့ခေါ်ပြီးရှမ်းပြည်တောင်ပိုင်းရှိစီဆိုင်ကိုတထုံကလေးလို့ခေါ်ကြတယ်။၎င်းနေရာနှစ်ခုလိုမှာပအိုးများစွာလေးထိုင်လျက်ရှိနေကြတဲ့ အိုတိုင်းသာပေါက်ပေါက်ဆင်းဖက်လာပုံဟာဒန်နာရီလာတကယ်လားဆိုပြီးစဉ်းစားစရာပင်ဖြစ်လိမ့်တယ်။အိုတိုင်းသာပေါက်ပေါက်လာပုံဒန်နာရီဟာမောင်ရဇဝင်နဲ့ဇီရောများတမိုင်းဆောင်မှအစုံနေလေးဆင်နေပါတယ်။ဥတော်စင်ရဲ့မြန်မာပြည်ရောက်ဗုဒ္ဓဘာသာဆောင်မှဂုံပတိယဟန်းနာအကြောင်းနဲ့လေးဆင်နေတယ်။မွန်တို့ဟာတောင်သူခေါ်ပအိုးလူမျိုးတို့ထပ်ဆော၍နေထိုင်ပွေရာရှိရလို့တမိုင်းပညာရှင်များကဆိုတဲ့ဖြင့်တောင်သူခေါ်ပအိုးလူမျိုးတို့ဟာ မွန်နိုးနဲ့ရောနှောနေထိုင်ရမှာမွန်လူမျိုးတို့ရဲ့ရာဇဝင်ကိုလေမှီလျော့သလားဆိုပြီးတွေးတောဝင်ရပင် ဖြစ်ပါတယ်။ပိုးဘာသာနဲ့ရေးသားထားတဲ့လက်သမားအုပ်ရဲ့တထုံဖျားသမိုင်းနဲ့ရန်ကုန်ဖျားသမိုင်းဆောင်မှာသူဝနာဘူမိတထုံဒေတာဟာလူနေထူထပ်သောဒေတာဖြစ်ခဲ့ရဲ့ထို့အချိန်ကသူဝနာဘူမိတထုံဒေတာကို အုပ်စိုးခဲ့သောတူရိယာဆန္ဒမေဟာဖုံတကူအာနာကြီးခဲ့ရဲ့ ဒုတိယဆန္ဒပင်ဟာစင်ဖြူရော33စီးကိုပိုင်ဆိုင်ခဲ့တယ်။တထုံမှာပို့အိုမင်းဆက်ပေါင်း384ဆက်အုပ်ချုပ်ခဲ့တယ်။ပို့လူဟာဘိုးဘွားဆင်ဆက်ကပင်တထုံဒေသကိုတီထောင်နေထိုင်ခဲ့ကြတယ်။ထို့ကြောင့်ပို့အိုဘိုးဘွားတို့ဟာတထုံဒေသမှာမခွာခြင်းကြပြီ။ပူတိုင်းသားတို့ဟာယနေ့တိုင်အောင်တထုံမြို့မှာနေထိုင်ရရရှိကြပါရဲ့။မှတ်ချက်အနေနဲ့ပိုးဘာသာနဲ့ရေးသားထားသောလက်သမားအုပ်ရဲ့ တထုံဘုရားသမိုင်းနဲ့ရန်ကုန်ဘုရားသမိုင်းစာအုပ်မှာကောက်လုံပြန်ဆိုပါတယ်တို့တော့ပိုးဘာသာနဲ့ရေးသားထားတဲ့တထုံဘုရားသမိုင်းနဲ့ရန်ကုန်ဘုရားသမိုင်းအစိုးသောသူဝနာပကာတဏီချန်းဆိုမိုးရစဝင်းနဲ့ဇေယျတော်များသမိုင်းဆိုမြမကြီးရောက်ဗုဒ္ဓဘာသာစာအုပ်အစိုးတို့ကအနေငယ်လောက်သာကွဲပြားမှုရှိအောင်ကိုတည်နိုင်ပါတယ်ဘလိုပဲဖြစ်စေကောင်ပိုးတိုင်းသားတို့က မိမိတို့ရဲ့ဖခင်မဝေးစားတို့အမိမလကားမဆိုပြီးဘေးဘိုးဘီပင်လက်ထမစား၍ယနေ့တိုင်ယုံကြည်နေကြပါရဲ့အဆုံးထိနားထောင်ပေးကြတဲ့ယေရှုတည်းမှာ